ီအမှုကအကြမ်းတမ်းဆုံးနဲ့အထိတ်လန့်ဆုံးအမှုတစ်ခုဖြစ်နိုင်ပါ ರೀ ။ဒါပေမဲ့ဒီအမှုနဲ့ပတ်သက်တဲ့နောက်ခံအချက်လက်တွေအများကြီးလည်းမရှိသလိုတင်ကိုပြသဖို့အတွက်ပုံရိပ်တွေကလည်းတိတ်ပြီးမရှိလို့အချက်လက်တွေအနေငယ်သာပါရှိမှာဖြစ်ပါ ರೀ ။အသက်54နှစ်ဖြစ်တဲ့ခရစ်စတီနာအာမင်နဲ့သူ့ရဲ့ခင်မွန်ဂျနယ်အာမင်58နှစ်တို့ဟာဘရာဇီးနိုင်ငံကာမာရီမှာတိတ်ဆိတ်ငြိမ်သက်တဲ့ဘဝကိုဖျက်ဆီးနေထိုင်နေကြတဲ့တာမန်အလေလက်တန်းစားလင်မယားတစုံပါ သူတို့ဟာငွေကြေးအဆင်ပြေပုံရပြီးတော့အိမ်တန့်ရှင်သမားတို့မှာငားနိုင်တာဆိုတော့ပိုက်ဆံအတော်အတန်ရှိတယ်လို့ယူဆလို့ရပါတယ်ဖြစ်စဉ်ရဲ့တိကျတဲ့အချိန်စရာကိုမတိရပေမဲ့2019ခုနှစ်နောင်ပိုင်းလောက်မှာခရစ်စတီနာဟာသူပါဝင်ခဲ့တဲ့မတော်ဆမှုတစ်ခုအတွက်ကန်ဒေါ်လာ2,000,000ဒေါ်လာ5,000လောက်တန်ဖိုးရှိတဲ့ ရော့ကျင်းငွေအများကြီးရလိုက်ပါရင်အသေးစိတ်အချက်လက်တွေရှားပါပြီမဲ့ဒီပမနာကတခြားလူတွေရဲ့စိတ်ဝင်စားမှုကိုရစေလောက်အောင်များပြားတယ်ဆိုတာသိကြပါရင်ကမကောင်းစွာနဲ့ပဲအာမေတို့ရဲ့အိမ်တန့်ရှင်ရဲ့တမားနဲ့သူ့ရဲ့မြေအကြကခရစ်စတီနာရဲ့ရော့ကျင်းငွေအကြောင်းပြောဆိုမှုဟာကြီးမားတဲ့မာယိုမှုဖြစ်သွားခဲ့ပါရင်အိမ်တန့်ရှင်ရဲ့တမားရဲ့မြေကဒန်နီယယ်ဆန်တုတ်29နှစ်လားဒါမှမဟုတ်ကာလိုအေဘက်တိုနာဘက်25နှစ်လားဆိုတာမသိချပါပြီမဲ့ဒီနေ့အောင်စလုံးဟာဒီရုပ်မာတဲ့အစီအစဉ်ရဲ့အဓိကလူတွေဖြစ်လာခဲ့ကြပါရင်သူတို့နေရာက ကအာမေလီမယာစီကနေအဲ့ဒီရောချင်းငွေကိုလူယူဖို့အတွက်ကြံစီခဲ့ကြပါရည် ဒါပေမဲ့သူတို့တယောက်ထဲတော့မဟုတ်ပါဘူးစေကျော်တဲ့ယောက်ျားလေး၃ယောက်ရဲ့အကူအညီကိုပါယူခဲ့ကြပါရင်အစီအစဉ်အတိုင်းပဲသူတို့ဟာပထမဦးဆုံးလီမယာနှစ်ယောက်ကိုစောင့်ကြည့်ထောက်လန်းခဲ့ကြပါရင်သူတို့ရဲ့နေစဉ်လုပ်ငန်းဆောင်တဲ့ဝေကိုအနီးကကြည့်ရှုပြီးတော့ခရစ်စတီးနီးယားနဲ့ဂျန်နေတော့အိမ်မှာပဲအချိန်တယောက်တည်းရှိနေမလဲဆိုတော့ကိုလည်းလိလာခဲ့ကြပါရင်ဒီလိုနဲ့2016ဇန်နဝါရီလ9ရက်နေ့မှာတော့သူတို့ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါရင်အစီအစဉ်ကစတင်ပါပြီးဘာမှမသိလိုက်တဲ့လီမယာကတော့ကြောက်မဲ့ဖွေရပြီးဖြစ်လာတော့မဲဆိုတော့ကိုသတိမထားမိလိုက်ကြပါဘူးဒီလူ9 ရောက်ရဲ့ US ချက်ကသူတို့လင်မယားရရှိထားတဲ့ရော့ကျင်းငွေကိုယူယုံတက်တက်မဟုတ်ပါဘူး။တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှအကုန်လုံးလိုရှင်နေကြတော့ပါချက်ချင်းဆိုသလိုပဲအိမ်ထဲကိုဝင်ရောက်လာခဲ့ကြပါရင် အင်ရှင်လင်မယားကိုသူတို့ကကြိုးတုပ်ရိုက်နေပြီးတော့အော်ဟစ်တန်ကိုပဲတူးမမချားစီအောင်ခြံနောက်ဖက်စီဆွဲခေါ်သွားကြပါလိလူတယောက်ကကြောက်လန့်နေတဲ့လင်မယားကိုစောင့်ကြည့်နေတဲ့အချိန်မှာဂျန်တဲ့လူတွေကတော့အိမ်အထဲမှာမွေနောက်တန်ဖိုးရှိတာမှမြတ်ယူပြီးတော့အင်ကိုဖျက်ဆီးပစ်ခဲ့ကြပါလိသူတို့ရှာဖွေနေခဲ့တဲ့ရော့ကျင်းငွေအများကြီးကိုရှာမတွေ့တဲ့အခါမှာစိတ်တိုလာခဲ့ပြီးတော့ဘယ်နေရာမှာမိခန်တစ်တာကိုထားထားတလဲဆိုပြီးမေးလိုက်ကြပါလိခရစ်စတီနာနဲ့ဂျန်နဲကမိခန်တစ်တာမရှိပါဘူးလို့ငင်းဆိုခဲ့ကြပါလိရော့ကျင်းငွေအကြောင်းကိုထပ်မေးလိုက်တော့လေသူတို့ကမတိပါဘူးလို့ပဲပြန် ံပြောခဲ့ပါသည်ဒီအဖြေကို ဲ့ဒီလူတွေကလုံးဝလက်မခံကြပါဘူး။ဒါက24နှစ်လောက်ကြာမဲ့အိမ်မက်ဆိုးရဲ့အစာမှာသူတို့စီမှာမရှိတော့တဲ့ပစ္စည်းကိုမရမရှင်နှိမ့်ဆက်ငင်းပတ်မှုတွေဆက်လက်လုံဆောင်ခဲ့ကြပါရင်ဂျန်နယ်နဲ့ခရစ်စတီနာတို့ဟာရေးရဲဆက်အရင်နဲ့ခံရပြီးတော့တယောက်ကိုတယောက်ဒုက္ခခံနေရတာကိုမြင်အောင်အတင်းကျပ်ကြိခိုင်းခဲ့ကြပါရင်ဒါပေမဲ့ဒီလင်မယာကငွေအကြောင်းဘာကူမှမပြောခဲ့ကြပါဘူး။ပြီးတော့ဒီအိမ်မက်ဆိုးဟာပို့ပို့ပြီးကြောက်ဖို့ကောင်းတဲ့အလက်အပြောင်းစီရောက်လာခဲ့ပါရင်တယောက်ပြီးတယောက်ခရစ်စတီနာကိုလိမ်ပိုင်းဆိုင်ရာအရမ်းကျင့်ခဲ့ကြတာပါ။ဂျန်နယ်ကတော့ဘာမှမတတ်နိုင်ပဲအရင်နဲ့ ခံရပြီးတော့ဒီအဖြစ်ဆိုးကိုကြည့်နေကြပါရင်ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဂျူးလွန်မှုကိုခံခဲ့ရပေမဲ့လည်းရော်ကျင်းွယ်အကြောင်းဘာအဖြစ်မှမရခဲ့ပါဘူး။ဒီအဖြစ်ဆိုးဟာဆုံးဆွန်သောရုပ်မှမှုစီကိုဥတီသွားခဲ့ပါရင်ခရစ်စတီနာကိုကျန်တဲ့စိတ်ဓာတ်ကိုချိုးဖျက်ဖို့အတွက်လက်နက်တပွဲအသုံးပြုခဲ့ကြပါရင်နောက်ဆက်တွဲဖြစ်လာခဲ့တာကတော့စိတ်ထဲတော့မှထိတ်မတွင်းနေလောက်အောင်ပါခရစ်စတီနာရဲ့လက်ကိုသူ့အသက်ရှင်နေတော့မှပဲခန္ဓာကိုယ်ကနေဖျက်ပြစ်ခဲ့ကြပါရင်အနာကျင်မှုကပေါ်ပြလို့မရလောက်အောင်ပါ ဲ့ဒီနော်ဒီတိုက်ခိုက်တဲ့လူရဲ့အထက်ကတယောက်ဟာကျန်နေရရှိမှပဲအဲ့ဒီလက်ရအစိအပိုင်းတွေကိုစားသုံးခဲ့တယ်လို့လည်းဆိုကြပါရင်းဒီကြောက်စရာကောင်းတဲ့မြင့်ကွင်းကကျန်နေကိုငွေပေးဖို့အတွက်တွန်းအားပေးလိမ့်မယ်လို့သူတို့ကယူဆထားပုံရတာပါဒါပေမဲ့အိမ်မက်ဆိုးကဆက်လက်လေပတ်နေခဲ့ပါရင်းခရစ်စတီနာရဲ့ဝမ်ပိုက်ကိုဓာတ်နဲ့ခွဲပြီးတော့သူ့အသက်ရှင်နေတော့တအိမ်နဲ့တအုပ်ပြုတ်နေကိုထုတ်ခဲ့ကြပါရင်း ဂိုင်းသားတချို့ကသူမရဲ့ကိုတွင်အင်္ဂါဝေကိုကြောက်လန့်နေကြတဲ့လင်မယားအရှိမစားသုံးခဲ့ကြပါရင်ဒါဟာသူတို့ရဲ့စိတ်ဓာတ်ကိုချိုးဖြတ်ဖို့ကြိုးစားတဲ့ရက်ဆက်တဲ့လုပ်ရတစ်ခုပါဒီအချိန်လောက်မှဆိုရင်လူပိုင်းကသိနိုင်မှာပါဒီလင်မယားစီမှာငွေမရှိတော့ဘူးဆိုတာကိုပါသူတို့အနေနဲ့အမှန်အတိုင်းပြောနေတာဖြစ်နေပါ ರೀ လွတ်လန်းရှိမယ်ဆိုရင်တော့ဒီလိုကြောက်စရာကောင်းတဲ့စိုးဝါးမှုတွေကိုဘယ်သူကမှခံနေမှာမဟုတ်ပါဘူးငွေမရတော့တဲ့အစုံဒီဂိုင်းတော်တွေကအကြမ်းဖက်မှုဟာအချိန်ပိုမြင့်လိုက်ကြပါ ರೀ သူတို့ကခရစ်စတီနာကိုခင်မွန်ဖြစ်သူကျန်နေရဲ့အရှိမပဲကျိုးဆွဲချပြီးတော့ ော့ခေါင်းဖြတ်ပြစ်လိုက်ကြတာပါသူမရဲ့အနောက်ဆုံးအချိန်တွေမှာခံစားခဲ့ရတဲ့ထိတ်လန့်မှုဟာစိတ်ကူးနေတော့မှမန်းစလို့မရနိုင်ပါဘူးဒါပေမဲ့အနည်းဆုံးတော့သူမရဲ့ခံစားနေရမှုကပြီးဆုံးသွားခဲ့ပါပြီခရစ်စီနာကိုတတ်ပြီးတော့ဂိုင်းတာကဂျနဲကိုရက်ဆက်ကြမ်းကြုတ်စွာနဲ့ပြုတ်မှုခဲ့ကြပြန်ပါရီသူတို့ကဘိုက်ကိုဓာတ်နဲ့အချိန်ထိုးပြီးတော့ငွေဝေဘဲမှတင်ထားတယ်လို့မေးခဲ့ကြပါရီ ီးတော့သူ့ကိုရန်နဲ့ရင်းနဲ့ပဲကြောကနေအသားဝေးကိုဖျက်ယူခဲ့ကြပါသည်ဒီလိုမျိုးငင်းပန်းနှိမ့်ဆက်မှုကနိုင်များစွာကြာမြင့်ခဲ့တာပါဒါပေမဲ့ပိုက်ဆံမရတော့ဘူးစွာကိုတိလိုက်ပြီးတော့ကျန်သေးကိုပါသူတို့ကတတ်ပြစ်လိုက်ကြပါသည်အဲ့ဒီနောက်သူတို့ဟာအိမ်ဝန်အထဲမှာပဲဂျင်းတင်တိန်လေးတစ်ခုကိုတူးလိုက်ပြီးတော့အလောင်းတွေကိုစွန့်ပစ်ခဲ့ပါသည်ပြီးတော့မီးရှို့ပြီးမြေမြုပ်လိုက်ကြပါသည်ဒီရက်ဆက်မှုအဆင့်ကတကယ့်ကိုမှထိတ်လန့်စရာပါဂိုင်းတားဝီဟာအိမ်ထဲကတန်ဖိုးရှိတဲ့ပစ္စည်းတွေကိုယူပြီးတော့ထွက်ခွာသွားခဲ့ပြီးမြဲဒီဂိုင်းတားနေရာအတွက်တော့နောက်ပိုင်းမှာအပြစ်ဒဏ်တချို့ ြန်ခံရဖို့ရှိနေခဲ့ပါရင်ဒီလိုနဲ့စံတွေလား9ရက်နေမှာပဲအင်နီရှင်းတွေကတကကုမားနေပြီးဆိုတော့ကိုတတိထားမိပြီးဒီလီမယာပျောက်ဆုံးနေတဲ့အကြောင်းကိုလည်းတည်င်းပို့လိုက်ကြပါရင် မကြခင်ရဲတပ်ဖွဲ့ကအမိမဖော်လို့သူတို့ရဲ့တရင်ပေးမှုကြောင့်စန်တိုအန်ဆက်နဲ့ကာလော့အမ်ဘတ်တိုနာဘတ်တိုကိုဖမ်းဆီးလိုက်ကြပြီးမကြခင်မှာပဲဆယ်ကျော်တဲ့၃ယောက်ကိုပါထပ်မံဖမ်းမိခဲ့ကြပါသည်ဒီလူတွေကိုဖမ်းမိတဲ့အခါမှာတော့အာမေလီမယာပိုင်ဆိုင်တဲ့တနတ်ပစ္စတိုတနတ်နဲ့ကားတို့ကိုပါတွေ့ရှိခဲ့ပါသည်ဒီအမှုမှာပါဝင်ခဲ့တဲ့စုံထောက်စန်ထုပ်ကဒီလိုမျိုးအေးအေးဆေးနေနိုင်ပြီးတော့ရက်ွက်ထဲမှာလူကောင်းတူကောင်းတွေအဖြစ်လူတိများတဲ့လီမယာကိုဒီလိုမျိုးကြမ်းကြုတ်ပြီးအဓိပ္ပာယ်မရှိတဲ့တပ်ဖြတ်မှုကြောင့်လူဝိုင်းထိတ်လန့်တုံ့လုံနေကြတယ်လို့ပြောပြခဲ့ပါသည်စစ် စေးမေးမြမှုအတွင်းမှာတော့စေကျုတဲ့၃ယောက်ကအရင်ဦးဆုံးစကားပြောလာခဲ့ပြီးဂိုင်းရဲ့ကြောက်စရာကောင်းတဲ့လုံရက်တွေကိုအာနာပိုင်နေအားဖွင့်ချတော့ပါရီသူတို့အလုံးကဓမြတိုက်မှုငင်းပန်းနှိမ့်ဆက်မှုလူတက်မှုလိမ်ပိုင်းစရာအရမချင်းမှုအလောင်းဖြောက်မှုနဲ့ လက်နက်တရားမဝင်ပိုင်ဆိုင်မှုစတဲ့ဆွဲချက်ပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ပါရီအဲ့ဒီစေချောတက်တီကတော့သူတို့ရဲ့ပါဝင်ပတ်တက်မှုအတွက်လူငယ်ထိန်းတရေစခန်းမှာတုံးနေပဲချမှတ်ခံခဲ့ပါရီဒါပေမဲ့ဒန်နီယယ်နဲ့ကာလိုပလိုရဲ့ပြစ်ဒဏ်တွေကဘလောက်လဲဆိုတဲ့သိကြတဲ့မှတ်တမ်းတော့မရှိခဲ့ပါဘူးနောက်ပြီးသူတို့နှစ်ယောက်ကိုအချင်းချင်းပါးစပ်နဲ့လိန်ဆက်ဆံခိုင်းပြီးတော့ကင်မရာနဲ့ရိုက်ကူးထားတဲ့အချင်းထောင်အတွင်းကဗီဒီယိုတစ်ခုကလည်းထွက်ပေါ်ခဲ့သေးပါရီဗီဒီယိုအထဲမှာဆိုရင်သူတို့ကရိုင်းနဲ့ခံခဲ့ရတာကိုလည်းတွေ့ရပါရီဒါဟာအချင်းတာဝေကရိုင်းကဒီလိုမျိုးရိုင်းဆိုင်တဲ့ရာဆုတာဝေကိုယွန ရှာမုံတီးတဲ့အကြောင်းဖော်ပြနေခဲ့တာပါဒီကိုင်းတော်ရဲ့အထက်ကဘဒူးမသူတို့ရဲ့လုံရက်တဲ့အတွက်နောင်တရတာမျိုးလည်းမပြခဲ့ကြပါဘူးဒီအမှုဟာပြောပြဖို့အတွက်တူတောင်းပေမဲ့ဘလောက်တော့မှကြည်ဝဲစရာကောင်းတယ်လဲဆိုတာကိုငင်းလို့တော့မရပါဘူးကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာဒီအမျိုးသမီးငယ်လေးကစွန့်ပစ်ထားတဲ့29ခုပါတဲ့မီနီဘတ်ကားတစ်စီးကိုအရန်တဘောကြသွားခဲ့ပါရင်ဒါကြောင့်မိုးလင်းတာနဲ့အဲ့ဒီကားပိုင်ရှင်ကိုဆက်သွဲလိုက်ပြီးတော့ဒီကားကိုကိုယ်တိုင်တွားကြည့်ခဲ့ပါရင် ရရောက်ရှင်ကားအခြေအနေကတကယ်ကိုမှကြောက်မခန်းလေးလေးဆိုရွားနေတာကိုတွေ့ရမှာပါဈေးဝေကအကွက်လိုက်ကွာကျနေခဲ့ပြီးတော့တန်ချေးဝေကလည်းငားအကြီးခွနေလိုပဲကားကိုထဲအနံ့ပြန့်နေခဲ့ပါပြီအတွင်းပိုင်းမှာဆင်တော့အမိုက်တွေကပုံနေခဲ့ပြီးအနံ့အသက်ကလေးတော်တော်ကလေးကိုမှဆိုပါရင်နောက်ခန်းမှာရှိတဲ့ထိုင်ကုန်တွေကလည်းမရှိတော့ဘဲနဲ့တတ်ထူပေါင်းတချို့ပဲတတော်ထောင်ကျန်နေခဲ့တာပါတော်တော်ကလေးဈေးဈေးပြည့်ရနောက်မှာတော့သူမကအဲ့ဒီဘတ်ကားလေးကိုဒေါ်လာ1000လောက်နဲ့ပြန်ပြီးဝယ်ယူခဲ့ပါရင် ဒီကားကိုပြန်ပြင်ဖို့စွာကတကယ်ကိုမှခက်ခဲတဲ့စိန်ခေါ်မှုကြီးတစ်ခုမှန်သူမသိပေမဲ့လည်းစွန့်စားဖို့အတွက်ဆုံးဖြတ်ထားပါရင်းပြက်စည်းနေတဲ့ပုံစံရှိပေမဲ့သူမကတော့ပြန်ကောင်းလာမယ့်အလားအလာကိုမြင်ခဲ့ပါရင်းဘန်ကနဲ့ရှောက်သွားရှင်တဲ့သူမရဲ့အိမ်မက်ကပဲဒီလိုမျိုးရရဲဝန်ဆုံးဖြတ်ချက်ချဖို့အတွက်တွန်းအားဖြစ်စေခဲ့တာပါဒီကားကိုဒုတိယအကြိမ်မြောက်အခွင့်အရေးပေးဖို့ပဲဖြစ်ပါရင်းသူမရဲ့အစီအစဉ်ကိုကြားတော့အင်ဒီရှင်းတွေကမဖြစ်နိုင်ဘူးလို့ပြောကြပါရင်းအချိန်ပြောနေတာပဲလို့ပြောကြပါရင်း ဒီကားကကဲတင်လို့မရတော့ဘဲနဲ့ဘယ်သူမှမလို့ရှင်တဲ့အမိုက်ဟောင်းကြည့်ပါလို့ပြောနေကြပါလိမ့်။ဒါပေမဲ့တူမဟာစိတ်ဓာတ်မကျပဲပြန်လေပြုတ်ပြင်းတဲ့အလုပ်ကိုခေါင်းရှင်းဆိုင်ပြီးလုပ်ခဲ့ပါလိမ့်။လာပေါင်းများစွာမနာမနေစ조사ပြည့်ရနောက်မှာတော့ဒီမီနီဘတ်ကားလေးဟာအမခန်လှပတဲ့အာဝီအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါပြီ။သူမရဲ့လက်ရကအရင်ကအမိုင်းတို့ဖြစ်နေခဲ့တဲ့ကားကိုလမ်းပေါ်မှာလူအရဲ့အာယုံဆိုင်မှုကိုခံရတဲ့ကားအဖြစ်ပြောင်းလဲပြလိုက်ပါရီ သူမဟာလမ်းတစ်လျှောက်ပြပြရှင်းမောင်းနေလာခဲ့ပါရင်သူမကိုတန်တရားဝင်ခဲ့ကြတဲ့အင်းရှင်တွေကအခုစင်တော့ရှီကျူပြီးစကားတော့မပြောနိုင်အောင်ဖြစ်နေကြပါပြီ။သူမရဲ့လုံနေစွမ်းကတော့အမခံပါဒီ project ရဲ့နောက်ဆုံးအဆင့်ကတော့ engine ဟောင်းကိုနိုးတာပါ။တနေကုန်စူးစမ်းပြရနောက်သူမက engine ကိုကျွမ်းကျင်ပြရှင်းတယောက်လိုပဲပြန်လည်နိုးနိုင်ခဲ့ပါရင်သူမရဲ့နေဆိုင်တဲ့ဗဟုတုတနဲ့မနာမနီစူးစမ်းအားထုတ်မှုကဆက်ပိုင်းဆိုင်ရာပြုပြင်တာကိုလွယ်ကူတရားဖြစ်စေခဲ့ပါရင် တဲ့အနေနဲ့ဒီမရဲ့အစွမ်းကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ